AI ကအရာရာကိုတိလာတဲ့ခေတ်ကြီးမှာကျွမ်းကျင်သူတယောက်ဖြစ်ဖို့ဆိုတာပိုပြီးအရေးကြီးလာမလားဒါမှမဟုတ်လုံးဝမလိုအပ်တော့လားဒီနေ့မှာတော့ဉာဏ်ရည်တုနဲ့လူသားရဲ့ကျွမ်းကျင်မှုကြာကထင်မထားလို့ဆရာဆက်စမှုကိုအတူတူလေ့လာကြည့်ကြပါမယ်ဒီမေခွန်းကတော်တော်လေးစိတ်ဝင်စားရာကောင်းပါတယ် AI မှာကဘာဘောကဒီပညာတွေအကုန်နှီးပါရှိနေတာပဲကျွန်တော်တို့ကဘာလို့ခေါင်းရှုပ်ခံပေးအခေခံကစားပြီးအလေးလာနေရအောင်ပါလဲဗျာအဖေကတော့ထင်ထားတာနဲ့ပြောင်းပြန်နေမယ်ဗျာ အခြေခံချက်လက်တွေကိုသိဖို့ကအရင်ကားတောင်ပိုပြီးအရေးကြီးလာပါတယ်တဲ့ဟမ်ဘာလို့လဲဘာကြောင့်အဲ့လိုဖြစ်ရတာလဲကဲအကြောင်းရင်းကိုအတူကြည့်လိုက်ကြအောင်ခမောက်ဆုံးအဓိကပြဿနာတစ်ခုကိုကြည့်အောင်အဲ့ဒါကတော့ AI ဟာကျွန်တော်တို့ရဲ့ရိုးရအလုပ်သင်ယူမှု system ကိုဘလို့ဖြိုဖျက်နေတယ်လဲဆိုတာပါပဲအရင်တုန်းကဆိုရင်ပေါ့ဗျာကျွမ်းကျင်တို့တရားထိဖို့ဆိုတာကစေယုံကအလုပ်သင်ရှာဝင်လို့ကုမ္ပဏီကအလုပ်သင်ဝင်ထမ်းလို့အောက်ခြေလို့တွေကနေစပြီးတဖြည်းဖြည်းနဲ့ကျွမ်းကျင်မှုဝတ္ထုဆောက်ခဲကြတာပါဒါပေမဲ့ အခု AI ဝင်လာတဲ့အခါမှာအဲ့ဒီလမ်းကြောင်းကြီးကပြတ်တောက်သွားရောဘာလို့လဲဆိုတော့အရင်ကလူသစ်တွေလုပ်ခဲ့တဲ့အခြေခံအလုပ်တွေကို AI ကသူတို့သဘောကောင်းအောင်လုပ်နိုင်လာတဲ့အခါလူမြေတွေကတင်ယူစရာနေရာကပျောက်သွားတော့တာပေါ့ဒီဥပမာလေးကတော့တော်တော်လေးကွက်ကွက်ကွင်းကွင်းရှိပါတယ် UC Santa Barbara ကပါမော့ခ်မက်သျူဘီနီရဲ့လီလာမှုတစ်ခုပေါ့ရိုးရာအခွင့်အရေးမှုမှာဆိုရင်ဇာဝင်ကြီးနဲ့အလုတ်တင်ကဘေးချင်းရှင်ပြီးလက်တွေ့တင်ယူခွင့်ရပြီမဲ့စရုပ်သုံးခွဲစိတ်မှုမှာတော့စရုပ်ကိုထိန်းချုပ်တဲ့ထိုင်ခွင့်ကတလုံးနဲ့ပဲရှိတယ်ဒီတော့အလုတ်တင်ကဘေးကနေထိုင်ကြည့်နေုံကလွယ်ပြီးလက်တွေ့လုတ်ခွင့်လုံးဝမရှိတော့ဘူးအဲ့ဒီမှာဘာဖြစ်လာလဲဆိုတော့အန်ဒရယ်ကြီးတဲ့အချိုဆက်တစ်ခုထွက်လာတယ်လက်ချင်းမှုမပြေဝါတဲ့ပင်ကြရှင်တွေဟာတရားဝင်လမ်းကြောင်းကနေမတင်ရတော့ YouTube တို့လိုနေရာတွေကနေကိုယ့်ဘာသာကိုကိုကြည့်ပြီးသင်နေရတာဒါကိုအရေးထိုးသင်ယူမှုလို့ခေါ်ကြတယ်တော်လေစိုးရင်စရာကောင်းတဲ့အချင်းလေးပေါ့ကဲပြဿနာကိုတော့သိပြီဒါဆိုကျွမ်းကျင်မှုဆိုတာကိုတကယ်တမ်းဘလို့တိဆောက်ရတာလေဆိုတဲ့အခြေခံသမိုးရားလေးကိုတစ်ချက်ပြန်ကြည့်ကြရအောင်ကျွမ်းကျင်မှုဆိုတာလေမြန်လဲမဟုတ်ဘူးဗျအဓိကအချက်နှစ်ချက်ပဲလို့တယ်တကခိုင်မာတဲ့အတိပင်ကြအခြေခံရှိရမယ်နှစ်ကတော့စနစ်တကျလေ့ကျင့်မှုပေါ့အဲ့ဒီစနစ်ကျတဲ့လေ့ကျင့်မှုဆိုတာဘာလဲ စိတ်ပညာရှင် Andres Ericsson တွေ့ရှိခဲ့တာပေါ့ဒါကအလုပ်တစ်ခုကိုအကြိမ်တည်းအလုပ်ထပ်လုပ်နေတာမျိုးမဟုတ်ဘူးအဓိကကကိုမလုပ်တတ်တဲ့ကိုအတွက်စိန်ခေါ်မှုဖြစ်နေတဲ့အပိုင်းကိုနီးပြားတယောက်ရဲ့အကြံဉာဏ်နဲ့အာယုံစိုက်ပြီးလေ့ကျင့်တာမျိုးကိုဆိုလိုတာပါဒီဦးမာလင်းဆိုပိုရှင်းသွားမယ်ဆိုဖီဆိုတဲ့တယောက်ကသူတင်းနေကြတချင်းတွေကိုပဲထိုင်တည်နေတယ်လုံနေရတော့တိုးတက်တယ်လို့ထင်တာပေါ့ဒါပေမဲ့တကယ်လို့သူ့အရေးချင်ကအဲ့ဒီမှာပဲရပ်နေတာ ။နောင်မီကကြောတော့နီးပြန်နေတူသူ့အတွက်ခက်တဲ့သချင်းတွေကိုအမားလေးပြင်ရင်လှည့်ကျင်တယ်။အချင်းတူတူပေးရင်တောင်းနောင်မီကအစားပေါက်များစွာပို့ဒေါ်လာမှအသေးချပဲ။ဒါပဲ။ဒါကစနစ်ကြတဲ့လေ့ကျင့်မှုရဲ့အစွမ်းပဲ။ဆိုတော့အဲ့ဒီလိုလေ့ကျင့်ဖို့အတအရေးကြီးဆုံးကနီးပြပဲ။အဲ့ဒီနီးပြကိုဘယ်ကရှားမလဲ။အဖြေက AI ဖြစ်နေနိုင်တယ်ဗျာ။ AI ကဒီပြဿနာကိုဘယ်လိုဖြေရှင်းပေးနိုင်မလဲကြည့်အောင်စောစောကစန်ဒီယာဥပမာလိုပဲပေါ့ ဘီတုကပညာရှင်လေးနှစ်ယောက် LS ကသူ့ senior ဆီကဂျပန်နေမှာတစ်ခါကြံ့ညာရတယ်။တိုးတက်မှုကနေတာပေါ့။ Roach ကတော့ AI ကိုတွန်းပြီးသူ့ design တစ်ခုဆွဲလိုက်တိုင်းချက်ချင်း feedback ပြန်ရနေလေ။သူ့ရဲ့တိုးတက်မှုကဘလောက်မြန်မလဲစဉ်းစားတာကြည့်တော့။ Zhou Jie AI နီးပြကဘာလို့လိုပေးလဲဆိုတော့ design မှာဘာအားနည်းချက်ရှိလဲချက်ချင်းပြောပြတယ်။ပိုကောင်းတဲ့ပစ္စည်းတွေတုံးဖို့အကြံပေးတယ်။ကုန်ကြစည် belong family ချက်ချင်းတွက်ပေးတယ်။အရင်က design ပေါင်းများစွာနဲ့ပါနိုင်ရှင်ပြသေးတယ်။ ဒါဟာသူ့ဘေးမှာ24နာရီလုံးအကြံပေးနေတဲ့ expert ကြီးတော့အမြင့်ရှိနေတယ်လို့ပဲပေါ့ဗျာအခုပြောမယ့်အချက်ကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ် AI ရဲ့အကြီးမားဆုံးတက်ရောက်မှုကထိပ်တန်းသမားတွေကိုပိုတော်အောင်လုပ်ပေးတာထက်ကျွမ်းကျင်မှုကွာဟချက်တွေကို short ချပေးလိုက်တာဖြစ်နိုင်တယ်လေရှင်းရှင်းပြောရရင် AI ကအရေးချင်းနေတဲ့သူတွေကိုပိုးပြီးအကူအညီပေးတယ်သူတို့ကိုထိပ်တန်းသမားတွေနဲ့မတင်းမရင်းထီတော့အောင်ဆွဲတင်ပေးလိုက်တယ်လို့ပါပဲ ဒီမာဂျီ Boston Consulting Group ရဲ့လေလာမှုတစ်ခုမှာ AI မတုံးကင်ကထိတ်တန်းဝန်တာနဲ့အောက်ခြေဝန်ထမ်းရဲ့စွမ်းဆောင်ရည်ကွာဟက်ချက်က20နှစ်ရာခိုင်နှုန်းအထိရှိခဲ့တယ်။ GPT-4 ကိုတုံးလိုက်တဲ့အခါမှာတော့အဲ့ဒီကွာဟက်ချက်က၄ရာခိုင်နှုန်းပဲကျတော့တယ်ဗျ။လုံးဝမယုံနိုင်စရာကြာစင်းတော့တာ။ဒီပြောင်းလဲမှုကဘလောက်အထိတည်ရောက်မှုရှိလဲဆိုတာကို Tinitin Company ရဲ့ CEO ပြောသွားတဲ့စကားကတက်သေးပါမယ်။သူကဘာပြောလဲဆိုတော့ နောက်၁၈လလောက်ဆိုကျွန်တော်တို့ engineer တွေရဲ့20ရာခိုင်နှုန်းပဲလိုတော့မယ်ပြီးတော့သူတို့ကို Lenin Tech College ဖယ်ရတွေတဲကမဟုတ်ပဲအထက်တန်းကျောင်းပြီးတဲ့သူတွေတဲကတော့တားရက်ခံလို့ရပြီတဲ့ကဲဒီချက်တွေအားလုံးကိုစူပြီးစဉ်းစားကြည့်လိုက်ရအနာဂတ်မှာကျွမ်းကျင်သူဆိုတာဘယ်လိုပုံစံမျိုးဖြစ်လာမလဲဒါဆိုရင်လူသားကျွမ်းကျင်မှုဆိုတာတကယ်ပဲမေလို့တော့ဘူးလားတည်ဆုံးသွားပြီလားအဖြေကတော့မဟုတ်ပါဘူးမတည်ဆုံးပါဘူးဒါပေမဲ့ကျွမ်းကျင်မှုရဲ့သဘောတဘာဝကပြောင်းသွားတာ အခုချိန်မှာဒါဟာတရံထဲကစားရတဲ့ကစားဘွားမဟုတ်တော့ဘူးအဖွဲလိုက်ကစားရတဲ့အားကစားတစ်ခုလို့ဖြစ်လာနေပါပြီအနာဂတ်ဆိုတာလူကို AI ကစားထိုးတာမျိုးမဟုတ်ပဲလူနဲ့ AI ပူးပေါင်းဆောင်ရွက်ရမှာပါ လူသားရဲ့ AI ရဲ့ပေါင်းပြီးတော့ပေါ့ဒီနေရာမှာ AI နဲ့ဘလောက်ကောင်းကောင်းမွန်မွန်အလုပ်လုပ်နိုင်တယ်လဲဆိုတာကကို drive ခြင်းမူအသက်တစ်ခုဖြစ်လာနိုင်မှာပါဒါကြောင့်နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်းပါတယ် AI ကကိုယ့်ရဲ့အားနည်းချက်တွေကိုဖြည့်ပေးနိုင်တယ်ဆိုရင် ကိုကတော့တခြားသူတွေနဲ့မတူတဲ့ကိုယ်ပိုင်အားသာချက်ကိုဘယ်လိုတည်ဆောက်မလဲ AI ခုမှတကယ်ထူးချွန်တဲ့သူဖြစ်ဖို့ဆိုရင်ဒီမိခွန်းရဲ့အဖြေကိုကျမတို့အားလုံးရှာဖွေကြရတော့မှာပါ